မင်္ဂလာပါရှင်။ Sammy Entertainment ကနေပြန်လဲကြိုဆိုလိုက်ပါရစေ။ဒီကနေ့တင်ဆက်ပေးခြင်းတဲ့အကြောင်းအရာလေးကတော့မြန်မာမာသာမကပဲကဘာအထိမှာ Greenit မှတ်တမ်းဝင်ခဲ့ရတဲ့ဘရင်တစ်ပါးအကြောင်းကိုတင်ဆက်ပေးသွားကြပါရစေရှင်။ မင်းတီဟာရခိုင်ပြည်နိုင်ငံတော်ရဲ့လေးမြို့ခေတ်ကမင်းတပါဖြစ်ပါတယ်။ကဘာပေါ်မှာထီနန်စိုးစံတတန်းအစီအစုံအဖြစ်ဂရင်းစ်မှတ်တမ်းဝင်ခဲ့ရတဲ့ပုံကိုယ်တဲတွင်ရခိုင်ပြည်မင်းတီလည်းပါဝင်ခဲ့ပါတယ်။သူဟာ AD 1289မှာ AD 1384အထိ65နှစ်တတိုင်းထီနန်စိုးစံခဲ့သူလည်းဖြစ်ပါတယ်။မင်းတီဟာ1283ခုနှစ်မှာရှင်ဘရင်မင်းဘလူးနဲ့မိဘယားစောမာလာတို့မှရခိုင်ပြည်နယ်လောင်ကျက်မြို့မှာမွေးဖွားခဲ့ပါတယ်။မွေးဖွားရာမှာဖုန်တကိုကြီးရွယ်ကောင်းမှုများစွာကိုအမတ်ပညာရှင်များ ကမြင်တွေ့ခဲ့ပါတယ်။အဲကြောင့်မလို့ဖခင်ကမနာလိုဖြစ်တဲ့အတွက်ကြောင့်သားတော်မင်းသားကိုလေးမြုံမြစ်ထဲမှာဆွထားပြီးမျှော်ချလိုက်ပါတယ်။သို့တော့မင်းထီကိုတငါသေးတွေကကယ်ဆယ်ခဲ့ပြီးလေးမြုံနိုင်ငံတော်ရဲ့ဝေးကွာသောနေရာကိုပို့လိုက် ت ہیں မင်းတီဟာယနေ့ခေတ်ရခိုင်ပြည်နယ်ပုံနာကျုံမြို့နယ်ဥရီတောင်တောင်ပေါ်မှာရှိတဲ့ရိုးချောင်းကျေးရွာမှာပုံကွယ်နေခဲ့ပြီးနန်းတက်ချင်းအထိနေထိုင်ခဲ့ပါတယ်။ဘရင်မင်းတီထုတ်ထားတဲ့အမိတ်တစ်ခုကတော့သားမကောင်းလျင်အဖကိုစီရင်ရမည်။သမီးမကောင်းလျင်အမိကိုစီရင်ရမည်။မယားမကောင်းလျင်လင်ကိုစီရင်ရ င်ရမည်တပည့်မကောင်းလျင်ဆရာကိုစီရင်ရမည်ကျော်မကောင်းလျင်သခင်ကိုစီရင်ရမည်ဆိုတဲ့အမိန့်ပဲဖြစ်ပါတယ်ထိုအမိန့်တော်ကိုရခိုင်ပြည်ရင်မင်းတီရဲ့ဦးကြီးတော်အနန္တဗရအမတ်ကြီးကရခိုင်ပြည်ရင်မင်းတီရင်ဝင်ပိုက်အရွယ်တဲကထုတ်ပြန်ထားခဲ့ခြင်းလည်းဖြစ်ပါတယ်တနေ့မှာတော့တထေးနှစ်ယောက်ရဲ့ကျော်မြင့်လေးဟာအခြားသူရဲ့နွားကိုခိုးယူသက်စားခဲ့ပါတယ်ထိုအကြောင်းကိုတထေးတီးတဲ့အခါမှာအသက်ခံရမှာဆိုတဲ့အတွက်ဘရင်ဦးကြီးတော်အနန္တဗရအမတ်ကြီးကတော်ထံကိုချီးကပ်ပြီးအပြစ်မှလွတ်စေကြောင်းတစိုးလက်ဆောင်များဖြင့်လက်ထိုးခဲ့ပါတယ်အမတ်ကြီးကတော်ကလည်းဘရင်မင်းတီအနေဖြင့် ြင့်သူ၏ဥဤတော်ကိုအပြစ်မပေးတံကောင်းဟုတွေးထင်ကထိုတထေးလက်ထိုးထားသည့်တဇိုးလက်ဆောင်တွေကိုလက်ခံထားလိုက်ပါတယ်တရခန်တွေကိုစစ်လေသောဥဤတော်အနန္တဗြဟ္မာ၏ကြိုများဖြစ်သည်လို့ရှောက်တန်လိုက်ပါတယ်အမတ်ကြီးခမရမှာလည်းဇနီးဖြစ်သူကလက်ခံပြီးသည်ဖြစ်ရာဟုတ်ပါသည်လို့ဝန်ခံလိုက်ပါတယ်ထိုအခါမှာတော့ဘယင်မင်းတိကအခြားအမတ်များနဲ့တိုင်ပင်ကငါတို့မင်းမြည်သည်မှာမြည်သူမျက်နာကိုမှမထောင်နိုင်ဟုဆိုကဥဤတော်ကိုသူတက်တို့လက်ထဲကိုပို့လိုက်ပါတယ်တခါတော့မင်းမူတန်းအမတ်စသည်တို့ဟာကွန်ဆာပြီးလျင်ပေးချန်နေတဲ့အထုံးတွေကိုနန်းတော်တိုက် ုင်တွေမှာအမှတ်တမဲ့သုံးလေးရှိပါတယ်။ဘယင်းမင်းထီမြင်သောနောင်နန်းတော်တိုင်တွင်ထုံးတုပ်သူကိုတွေ့လျင်တုပ်တိလက်ချောင်းကိုဖျက်မိလို့အမိတ်ထုတ်လိုက်ပါတယ်။တနေ့မှာဘယင်းမင်းထီကိုယ်တိုင်နန်းတော်တိုင်မှာလက်ညှိုးဖြင့်အမှတ်တမဲ့ထုံးတုပ်မိပါတယ်။မြင်သောအမှတ်တပါးကအချိန်နာရီနှင့်တကွအမှတ်သားထားလိုက်ပါတယ်။ထိုထုံးတုပ်ရာကိုဘယင်းမင်းထီမြင်သောစင်မေးရာမှတ်တမ်းယူထားသောအမှတ်ကလည်းဘယင်းကိုယ်တိုင်တုပ်ထားကြောင်းအချိန်နှင့်တကွရှောက်တင်သောအခါဘယင်းမင်းထီကအများရှိမှပင်မိမိလက်ညှိုးကိုတန်လျက်နှင့်ဖျက်လိုက်ပါတယ်။လောင်းချက်မြို့အနီးနန်းကြအရက်တွင်ဖျားယုတ်ထုတစု ရှိလျာရှေးကလက်ရဘက်တွင်လက်လေးချောင်းသာရှိသည်လက်ညိုးမပါကြရခိုင်ဘရင်မင်းထီအားအစွဲပြူပြီးအထိမ့်မဲ့အဖြစ်ပြုလုပ်ထားခဲ့ဟန်လဲတူပါတယ်တခါကလည်းဘရင်မင်းထီဟာမိမိရဲ့ကြေကျွန်တယောက်ကိုအမတ်ကြီးယာလူခန့်အပ်ခဲ့ပါတယ်ထို့အခါမှာမိဖုရားဖြစ်သူကမိမိဤမောင်ဟာမင်းမျိုးမင်းနွယ်ဖြစ်သည့်အတွက်ထိုနေရာကိုခန့်တင်ကြောင်းလျှောက်ထားခဲ့ပါတယ်ဘရင်မင်းထီကမိမိခန့်အပ်တော်သူသည်ကြေကျွန်တော်ဖြစ်တော်လဲပညာအရေးချင်းနှင့်ပြည့်စုံသောကြောင့်ခံထားပေသည်လို့မိန့်တော်မူပါတယ်မိဖုရားကမယုံသည့်အတွက်ထင်ရှားအောင်ပြမည်ဆိုကမိဖုရားရှိမှာပင်ထိုသူနှစ်ယောက်ကို နန်းတော်အောင်မှာခွေးမတကောင်ကခွေးငယ်များမွေးလျက်ရှိတယ်။သွားရည်တိကျစေလို့ဆေးလွတ်တော်မူလိုက်ပါတယ်။မိဖုရားရဲ့အမောင်ဖြစ်သူကဘယင်ရဲ့အထင်ကြီးမှုကိုရရန်အလင်းအမြန်ပြေးကြည့်ပြီးပြန်လာခဲ့ပါတယ်။ဘယင်မင်းကြီးကအမတ်အဖြစ်ခန့်အပ်ထားခြင်းခံရသည့်ဒေဂျွန်ကအလကားသဖြင့်မကြည်ခိုင်းရာဟုတွေးဆ၍အရာရာကိုဆစ်ဆက်စွာ မှတ်သားပြီးမှဘယင်ရှိရာကိုပြန်လာခဲ့ပါတယ်ဘယင်မင်းထီကအလင်းပြန်လာသောမိဖုရားဤမောင်တော်အားခွေးများမွေးပြီလို့ဟုမေးရမွေးပါပြီဟုပြောတင်ပါတယ်ဘယင်ကဘဏ္ဍကောင်မွေးတယ်ဟုထမေးရမဖြေနိုင်၍ပြေးစင်းပြီးရေတွက်ပြဲရောက်မှခွေးကလေးမိမြဟုပြောတင်ပါတယ်တဖန်အထီးမိမြအမမိမြမြည်သည့်အယောင်ကမိမြစသည်ဖြင့်မေခွန်တိုင်းကိုတွားကြည့်ပြီးမှပြန်လာမှသာလျှောက်ထားပြေဆိုခဲ့ပါတယ်ဤတော်အတွင်းမှာတော့ဘယင်မင်းထီအမတ်အဖြစ်ခံထားတဲ့သူကပြန်ရောက်လာ၍ရခင်ဤအတိုင်းမေခွန်များကိုမေးမြန်းတော်မူရမိဖုရားဤ မောင်ကဲ့သို့အခောက်ခောက်ခါခါပြန်သွားကြည့်စရာမလိုပဲအလုံးစုံပင်တေချာစစ်ဆက်စွာရှောက်ထားနိုင်ခဲ့ပါတယ်ထို့အခါဘယင်မင်းထီကကဲ့မိဖရာမြည်သူသည်အမတ်ယာလူနှင့်ထိုက်တန်ကြောင်းအသင်ကိုယ်တိုင်မြင်ရကြားရပြီမဟုတ်လို့ဟုမိန်တော်မူလေးမှာမိဖရာကြီးလည်းကျေနပ်သွားပါတော့တယ်ယနေ့တိဆက်ပေးခဲ့တဲ့အကြောင်းအရာလေးကတော့ထီးနန်းဆိုးဆန်းမှုမှာတက်တန်းအကြဆုံးဖြစ်တဲ့ရခိုင်ဘယင်မင်းတစ်ပါးအကြောင်းကိုတိဆက်ပေးသွားခဲ့တာပဲဖြစ်ပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ရှင်နောက်ထပ်လည်းစိတ်ဝင်စားဖို့အကြောင်းအရာများနဲ့ဘဟုတုတ္တဖြစ်ဖွယ်တမိုင်းအကြောင်းများကိုဆက်လက်တင်ဆက်ပေးမှာ ဖြစ်လို့ကျမတို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ပေးပါလို့အကြံပေးပါရစေရှင်။